လာရှုရဲ့နောက်ဆုံးရအခြေအနေပေါ့ရှင်နော်တနက်တစ်ချက်မှမဖောက်ပါဘဲနဲ့လာရှုပြန်ရလိုက်တယ်ဆိုတော့ဘောမာကြီးကုန်းစားနေကြတာတွေ့အခုတီကိုစားလို့မပြီးသေးဘူးပေါ့အဲ့တော့ဟိုစောက်ရက်လည်းမရှိကြဘူးလေနော်တရောင်းစားတောင်းတလို့တတောင်းပြီးတော့ပြန်ယူထားတဲ့ဟာလေဒါပေမဲ့အဲ့ဒီဟာကိုဘလောက်စစ်ကောင်စီကဘလောက်ရာပိုင်တော့အုပ်ချုပ်ခွင့်ရသွားတာလေနော်ဆိုတော့လာရှုမှာစစ်ကောင်စီတွားပြီးတော့ဟိုတော်ထထားတဲ့လူတွေကစစ်ကောင်စီဘက်ကလူတွေကစောင့်ကြည့်ခံနေထားနေနေရတာနော်ဘယ်သူကရန်သူဘယ်သူကမိတ်ဆွေမှမသိပဲနဲ့ဘူလာသမ ्या လူကိုအောက်ကျုံနောက်ကျုံနဲ့ဆက်ဆံနေရတာပေါ့နော် အဲ့တော့ဟိုဘယ်ချိန်ဘာဖြစ်မှန်းမသိတဲ့အနေအထားမျိုးကြီးနဲ့ဆိုတော့သူတို့လည်းမနေကြကြဘူးလေတိတ်ခါပိုင်းဆိုင်ရမှာလေတော့နိုင်ငံတကာကလည်းသိတယ်ဒီလာရှိုးကတောင်းစားတောင်းကြလို့တောင်းကားဟိုရေချင်းနဲ့တိုက်ယူထားတာမဟုတ်ဘူးဆိုတော့သိတယ်တရုတ်ရဲ့ဖိအားကြောင့်ဒီလာရှိုးကြီးပြန်ရတယ်ပေါ့အဲ့တော့တရာဂိုင်းလုံးလောက်ပဲရတယ်သူတို့ကိုထမ်းထားတဲ့အဆောက်အဦးလေးပဲသူတို့အုပ်ချုပ်ခွင့်ရတာပေါ့ရှင်နော်ကျန်တဲ့နေရာတွေမှာကဒါသူတို့လှုပ်လို့မရပြုလို့မရအနေအထားမျိုးထိ ंछ ုပ်ခံနေရတဲ့အနေအထားမျိုးနဲ့လာလာရှိုးမှာသူတို့တွားပြီးနေနေရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေကနော်တကယ်အခြေချင်းရှိတဲ့လူတွေကြီးပါပဲ ဒီတိုင်းစစ်တပ်သားချုပ်ကြီးကိုနော်လက်တုံရနေ့ကိုစစ်စင်ကြီးကနေစပြီးတော့လှုပ်ရှားလိုက်တာခဏအတွင်းမှာပဲဒီစစ်တပ်သားချုပ်ကြီးကြားတယ်ပေါ့ရှင်အဲ့တော့ကျမတို့ပြည်သူတွေရဲ့အရေးရှင်းတဲ့ကတော့ပြောစရာမလိုပါဘူးဒီတော်လန်ရေးမှာတဖြည်းဖြည်းနဲ့ဟိုကျမတို့ဘက်ကပဲနော်အနိုင်ရမယ့်ဘက်ကပဲဥတည်နေရပါဒါပေမဲ့ဒီတရုတ်ရဲ့ပုံရင်ပတ်သက်မှုအယောင်ကမှဂရုစိုက်စစ်ထားနေတဲ့အနေထားမျိုးဖြစ်တယ်ဘာဖြစ်လဲဆိုတော့တရုတ်ဟာကမ္ဘာပေါ်မှာအမေရိကန်ပြည်တရုတ်ပဲဖြစ်နေပေါ့နော်ဆိုတော့တအားကိုအင်အားကြီးနေတာဖြစ်တဲ့အတွက်ဒီတရုတ်ကိုရှင်နိုင်မှုဆိုတာကျမတို့ ကျွန်တော်မြန်မာပြည်အနေနဲ့မြန်မာပြည်ကိုလုံးဝဟိုအမှုဖြစ်သွားအောင် လုပ်လိုက်လို့ရတယ်ဘယ်လိုမှတရုတ်နဲ့ထိတိုက်တွေ့လို့မရတဲ့အခြေအနေမျိုးဖြစ်နေအဲ့တော့ဒီတရုတ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုကင်တွေဖြေရှင်းရခက်နေရတယ်ရှိရပေါ့နောက်တစ်ခုကလက်ရှိမြန်မာပြည်ရဲ့အထုတ်ချာအာဏာကဟိုတရုတ်ရဲ့လက်ထဲမှာလုံးလုံးဟိုဘွက်ဘွက်အပ်လိုက်ပြီပေါ့နော်အခြေချင်းမရှိတဲ့အခါကိုလည်းမလုံနိုင်တဲ့အခါပြည်သူကိုညင်အောင်မထိန်နိုင်တဲ့အခါကျတော့လုံးဝအထုတ်ချာကိုပေးအပ်လိုက်တဲ့သဘောမျိုးပေါ့အဲ့တော့နိုင်ငံတကာနိုင်ငံရဲ့အထုတ်ချာကိုရပြီကိုလုံးချင်တယ်လို့ချေလေခွင့်ဒီပွဲလန်လုံးဖျက်ခင်းတာပေါ့ရှင်နော်ဒီ ပြည်သူအစိုးရဘက်ကလူတွေရတယ်အကုန်လုံးဟိုထောင်ထဲမှာပဲရှိနေကြတယ်ဆိုတော့တေးချာချာလုံနိုင်ကြိုင်နိုင်တဲ့လူမရှိတဲ့အခါကျတော့နော်တရုတ်မှာဝင်ပြီးတော့ဒါဖျောက်ဝင်ခင်းတာပဲပေါ့အဲ့တော့ဒီလိုမျိုးကွဲလန့်တော့ဖျောက်ခင်းတဲ့ကိစ္စတွေအများအားအောင်မြင်နေရှိနော်အိုးအရှင်တို့ကဒီဥနေဝင်းတို့နော်ဟိုဥတန်းရွှေတို့ခက်တယ်ကတရုတ်ကိုလုံပိုင်ခွင့်နေပြီးဒီလိုပဲတန်တက်နေယူခဲ့တာတရုတ်စီကနေမြို့စီကတန်တက်ရဖို့အတွက်သူတို့မြန်မာပြည်ရဲ့ဟို လက်ညှိုးထိုးမလွဲတဲ့မြေကွက်တွေကိုတက်ပိုင်တက်ပိုင်သိမ်းပြီးတော့မှဒီတရုတ်ကိုဟိုတက်ဖက်လေနဲ့ပေးခဲ့တဲ့မြေအမှအများကြီးပဲဒီကြောက်စိမ်းလုပ်ငန်းတွေဆိုလို့ရှိရင်လည်းဒါတရုတ်တွေပဲဝင်လုပ်သွားတာပေါ့နော်ဆိုတော့အများကြီးပါမြန်မာပြည်ရဲ့ဟိုတကယ့်ဥမာအချက်ချာကြတဲ့နေရာတွေတကယ့်ဥမာစီးပွားเนาะတကယ့်ဥမာဟိုစီးပွားရေးလမ်းကြောင်းအရာကြီးလို့ရှိရင်ဝင်ငွေကောင်းတဲ့နေရာတွေဒီဟိုတရုတ်ကယူထားတာလေနော်အဲ့တော့ခိဆက်ဆက်ကအယူတင်နေတဲ့ကိစ္စတွေကဒီဖြောင်ဝင်ခင်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပဲလုပ်ခဲ့တာပဲအခုလေတရုတ်ကဖြောင်ဝင်ခင်းပြီးတော့ဒီကျွန်တော်တို့နော်ထောင်ဆက်စစ်ကြီးမလွတ်လာခင်း ဒီတော်လိုင်းရေးမနိုင်ခင်မှာသူကတော်တော်လေးဥပမာဟိုစူးစမ်းနေပုံရသူစီးပွားရေးအတွက်သူအကျိုးစီးပွားအတွက်ပဲလို့လို့လားသူနိုင်ငံအတွက်ပဲလို့လို့ပြီကျမတို့ကသူတို့နိုင်ငံရဲ့တရုတ်နိုင်ငံရဲ့ကျွန်အဖြစ်နဲ့ပဲသဘောထားတာလေအဲ့တော့သူကပဲကျွန်ခိုင်းတာလားဆိုတော့မဟုတ်ဘူးကျမတို့ဟိုအုတ်ချုပ်ခဲ့တဲ့အနည်း90လုံးအုတ်ချုပ်ခဲ့တဲ့အာနာရှင်တွေကအစားကျမတို့ကိုကျွန်သဘောမျိုးထားခဲ့တာဖြစ်တယ်နော်ဟိုပြောရရင်တော့အများကြီးပေါ့ရှင်စာတင်ကျောင်းတွေကအစားဟာလာစစ်ဟိုစစ်တပ်ကစာတင်ကျောင်းကတမျိုးနော်ဒီအရက်သားစာတင်ကျောင်းကတမျိုးနော်စစ်တပ်ကဟိုတင်ကြားရတဲ့တင်ကြားမှုကတမျိုးအရက်သားတင်ကြားရတဲ့တင်ကြားမှုကတမျိုးဒီလိုနဲ့ပဲ ဟိုလာအုပ်ချုပ်လာခဲ့တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ရိုးရိုးပြည်သူလူထုတာမန်ပြည်သူလူထုကိုတို့ကပြေးလို့လို့ရှိရင်ဒူးထောက်ဟိုတို့ကိုလက်အုပ်ချီခါကုံဒူးထောက်တောက်ရုံရိုးတင်နေရမယ်ပုံစံမျိုးကိုပဲတို့ကအများအားမြင်ကျင်ခဲ့တာတို့ရဲ့မကောင်းတဲ့စစ်တပ်ရဲ့မကောင်းတဲ့တို့ရဲ့မကောင်းတဲ့ဟုတ်ကလေးကအဆိုင်ရမကောင်းတဲ့ပြောတာနဲ့ထောင်ချတပ်ဖြတ်ဖြစ်ခဲ့တဲ့ဟိုကောင်းပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံသားတွေအပေါ်မှာဘာစင်နာဘာစီးမှမရှိဘူးကျွန်တော်တို့ မြန်မာတနိုင်ငံလုံးကိုကျုံသဘောမျိုးသူတို့ရဲ့ကျုံသဘောမျိုးသူတို့ခိုင်းတာလို့သူတို့ဆေးရသွားသူတို့ပြောသမျှပဲနားထောင်ဘေးသတင်းတွေအကုန်လုံးပိတ်ခဲ့ပြီးတော့မှတို့တို့တနိုင်ငံလုံးကိုဒီလိုချင်းတွဲပြီးတော့နိုင်ငံရဲ့ဝင်ဝင်နော်တဝက်လောက်ကိုသူတို့အတွက်ပဲသူတို့ကိုကြိုးတွေအတွက်ပဲအတုံးပြုတ်ခဲ့တဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံမှာကနော်စားစရာမရှိတဲ့လူတွေထားစရာမရှိတဲ့လူတွေအဲ့နှစ်ခုပဲကွာနော်ချမ်းသာတဲ့လူကထားစရာမရှိအောင်ချမ်းသာပြီးတော့ဟိုစားစရာမရှိတဲ့လူကကုန်းကောက်စရာမရှိအောင်ဆင်းရဲတာပေါ့နော်အဲ့ဒါဒီလိုမျိုးအုတ်ချုပ်ခဲ့လို့ဒါဒီအချိန်တွေကိုရောက်ခဲ့တာဖြစ်တယ်။အဲ့တော့အဲ့ဒီအညွန့်အဖူအဲ့ဒီအရာတာကသူ့ရဲ့ တို့ရဲ့စိတ်ဝိညာဉ်တွေတို့ရဲ့အုံနောက်တွေထဲမှာလုံးဝပုံမှန်သွားပြီးတော့တို့မှဘာကိုချင်းစာတရားမှမရှိဘူး။အဲ့တော့တစ်ခါလေဘောမကြီးပြောပြောနေဟာဘလို့တက်ချုပ်ကြီးကဘလို့ကောင်းတာဘလို့ပြီးသူပုံမှာစင်နာရှိတယ်လို့မျက်နှာပြောင်တိုက်ပြီးအခုချိန်ကြီးပြောနေတာရှိတယ်။နောက်ကပြီးသူပုံဟာအဲ့မဟာလာတို့ဘက်ကနေအတုံးမကြတဲ့ဟိုအရေးချင်းမမီတဲ့ကိစ္စရက်တွေကိုတွေ့လို့ရှိရင်ဘောမကြီးပြောပြောထထအော်တာရှိတယ်။တို့အဘကဝင်တို့ပြန်အော်တာရှိတယ်။ပြီးသူတွေဘလို့ငဲ့ညာမှာလို့စာတင်ကြောင်းတွေပဲလို့ပြန်ညာအနာကက်လုံးငယ်တွေရှောက်ပြောနေကြတာဟာလာတကယ်တမ်းကျတော့တို့ပြောတာတွေတို့ပြောတာနဲ့တို့လုတ်ခဲ့တဲ့ ဆက်ကဆက်လုတ်ခဲ့တဲ့လုတ်ရက်နေလုတ်ရက်တည်းကတခြားစီစီနေကြီးပဲအဲ့တော့အဲ့ဒီခွေးပစက်ကနေနတ်စကားတွေထွက်နေသူပဲအဲ့လိုမျိုးစကားနေလေအဲ့ကျော်မျိုးမင်းတို့ကြောင်မျိုးမင်းတို့ထထပြောလိုက်လို့ရှိရင်တအားရည်ရှင်တာသိလားနော်မတန်မရတွေပြောနေတယ်ကိုချင်းစာတရားလို့မတန်မှုရှင်တို့နေမပြောရပါနဲ့နော်အဲ့ဒီလိုမျိုးလုတ်ခဲ့တဲ့ဟိုကိစ္စရက်တွေရောက်ကျွန်တော်တို့နိုင်ငံကနိုင်ငံတကာနိုင်ငံတကာကိုတွားရင်အဲ့ဒီလေဝင်းမောက်ကိုစောပြေသနာတတ်တာဟုတ်လားမြန်မာဆိုတာနဲ့ရစ်ပြီဆိုတော့မြန်မာဆိုတာနဲ့ရစ်ရစ်ကလူတန်းစားဖြစ်နေပြီဟုတ်လားကျွန်တော်တို့မြန်မာနိုင်ငံကနော်ဒီ မအလားတို့ဒီစစ်ကောင်စီလက်ထက်မှာစစ်အုပ်ချုပ်ရေးလက်အောက်ထဲမှာအများရန်ခေတ်ဆက်ဆက်ကသူများနိုင်ငံရဲ့အလုပ်သမားပဲဖြစ်ခဲ့တာ။အဲသူများနိုင်ငံကပညာတင်ပညာတော်အသင်သွားတယ်ဆိုတော့သူတို့တာသမီတွေသူတို့အမျိုးတွေသူတို့အမောင်းဝိုင်းတွေသူတို့ပဲအခွင့်ထူးခံလူတန်းစားအဖြစ်နဲ့ကျွန်တော်တို့တနိုင်ငံလုံးဒီအတိုင်းအုပ်ချုပ်ခဲ့တာ။အဲ့တော့ဒီခေတ်ဆက်ဆက်မှာကျွန်တော်တို့ကဟိုအလုပ်သမားတွေသူများနိုင်ငံရဲ့အလုပ်သမားအဖြစ်နဲ့ပဲအများရန်မျက်နှာမြင်ခဲ့ရတာ။နော်။ဆိုတော့ဘောမကြီးကနော် ခေါင်းထဲမှာဘာမှလူဖြစ်ရတာကိုကသူ့အတွက်ကနေတကယ်စံကုန်တကယ်မြေလေးတဲ့ကောင်းကြီးသိလားအဲ့လိုကောင်းကြီးကလေကျမတို့အနေနဲ့ဟိုမမြန်သေးွားလေကောင်းကြီးပဲနော်ဒီလောက်တောင်မှဟာလာဟိုပြောကြရစကားတော့မကြံတော့ဘူးရှင်နော်ဟိုစစ်မှုထံဥပဒေခေါ်တယ်ဆိုတာလေဒါအရင်တော့ကပေါ်တာဆွဲခဲ့တဲ့ဟာပဲအခုပြန်လုပ်တာပဲလေနော်ပေါ်တာဆွဲတာပဲပေါ်တာဆွဲတယ်ဆိုတာပြည်သူလူထုကိုပေါ်တာဆွဲပြီးတော့ဟိုလက်နက်ကင်ပြီးတိုက်ခိုင်းတာမဟုတ်ပါဘူးအရင်တော့ကတော့နော်ခေါ်သွားပြီးလို့ရှိရင် เนาะဟိုရာသူရာသားတွေခေါ်ရတယ်မိုင်းတွေထောင်ထားတဲ့ဒီတိုင်းရင်းသားလက်နက်ကန်တွေထောင်ထားတဲ့မိုင်းတွေကိုရှင်းခိုင်းတယ်ရှင်းခိုင်းတယ်ဆိုတာစက်ကရီယာနဲ့ရှင်းခိုင်းတာမဟုတ်အဲ့မိုင်းထားတဲ့ဟိုမိုင်းထောင်ထားတဲ့ဟိုမိုင်းထောင်ထားလားမထောင်ထားလားဆိုအဲ့ဒီဥမာဖျက်သွားခိုင်းတာလမ်းလျှောက်ခိုင်းတာထိရင်သူကဆက်မသွားတော့ဘူးအဲ့ထိတဲ့လူတွေလည်းထိတဲ့အတိုင်းထားခဲ့တာတည်တည်ရှင်းရှင်းဟုတ်လားဟိုလူတွေကမသွားခြင်းနဲ့အရှိမမိုင်းနေရှိမှန်းသိလို့မသွားခြင်းနဲ့ကနောက်ပြန်လှည့်ပြီးတဲ့အခါမှာဟိုနောက်ကနေတနက်နဲ့အသိပြတ်သက်တာလေနော်အဲ့ဒီလိုမျိုးပဲအုတ်ချုပ်ခဲ့တာဟိုအခုစစ်မှုထမ်းဥပဒေမှာလည်းဒီတိုင်းဒီနည်းပဲလုပ်မှဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအာနာရှင် ဟိုစနစ်ကြီးอ่ะမပြိုကျဘူးဆိုတော့ကျွန်တော်နိုင်ငံရဲ့အနာအခက်ကအလုံးဝအောင်မှာနော်မတွေးရဲစရာအခြေအနေမျိုးဖြစ်သွားပြီအခုလို့အခုအခြေအနေခါမျိုးမှာတော့ပြည်သူတကယ်လုံးတော်လန်နဲ့နှစ်ကြာကြီးတော်လန်နဲ့တော်လန်ရေးတာမနိုင်ခဲ့ဘူးဆိုလို့ရှိရင်စစ်ကောင်စီကသူတို့အရင်တော့ကတော့မှာဟာလာဟိုရွေးကောက်ပွဲမှာစစ်တပ်ကဘယ်လောက်ရာခိုင်နှုန်းလို့ဟာလာ25ရာခိုင်နှုန်းအကြောပေးအသားပေးတာလို့ဥပဒေကိုရေးဆွဲခြင်းလို့ရေးဆွဲတာလို့သူတို့လိုတဲ့အချက်တွေယူပဲဥပဒေရေးဆွဲခဲ့တာလေအကယ်၍တာ ဒီဒေါ်လာရေးကိုကျွန်တော်တို့ပြည်သူတွေအနေနဲ့လက်လို့ဆုံးရှုံးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့မြောက်ကိုရီးယားတက်အကြောင်းဆိုးရမှာဖြစ်ပါတယ်။နားရီမျိုးစီတွေအပိတ်ခံရရတော့မှာဖြစ်ပါတယ်။နောက်တစ်သက်လုံးအဖိနှိတ်ခံရမှာဖြစ်ပြီးတော့ဘယ်တော့မှမြန်မာပြည်ကနလန်ထူတော့မှာမဟုတ်ဘူးနော်။ဒါကြောင့်မလို့ဒီတရုတ်ရဲ့ဖိအားကိုဘယ်လိုတွေကြော်ရွားကြမလဲကျွန်တော်တို့ပြည်သူတွေလက်စိတ်ဝင်စားနေဖို့လိုတယ်။တော်လိုင်းကိုစိတ်ဝင်စားနေဖို့လိုတယ်။နော်။အဲ့တော့ဒီတရုတ်အနေနဲ့ကနောက်ပိုင်းထပ်ပြီးတော့အခုဒီရက်ထဲမှာ DNA အလင်းကိုဖိအားပေးလာတယ်။နောက်ထပ်ထပ်လုံးလာမှာလည်းအများကြီးရှိတယ်။ဒီအပေါ်မှာအာယုံဆိုင်ပြီးတော့ဘယ်လိုဖြေရှင်းရမလဲဆိုတာကို